ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့မလေးရှားဝန်ကြီးမလာနဲ့ခိုင်းပါတွေ့အင်ဦးကြီးနဲ့ online သုံးတွေ့ဆုံမှုဘာတွေစက်ပြစ်လာနိုင်မလဲစသည့်ဝေဖန်သုံးသပ်ပြပြပါမယ်မြတ်ကျော် မင်္ဂလာပါရှင်အခုကြောင်ရတဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင်ကျုံမျိုးကိုစစ်ကောင်စီတပ်တွေဝင်ရောက်တတ်ဆွေးနေပြီဆိုတဲ့အကြောင်းဒီဘက်ကဆက်ရှိရင်2025ခုနှစ်လူမျက်ကြော်ရဲ့ညာကင်ပိုင်းတင်ဆက်မှုတွေကတော့ဒီနေ့ အမေရိကဟာဘင်္ဂလားဒေ့ရှ်ကိုခံပြီးမြန်မာလူမျိုးဒေါ်လာရေးတွေဝင်ရောက်လာပြီလားကိုသိမ်းမြတ်တင်ပြသွားတဲ့ပြည်စုံတဲ့အချက်လက်တွေကိုကြည်ချင်းအားဖြင့်အာခတ်တတော်ရဲ့ CNFK ကို logistic ဘိုင်းနေနီးပညာဘိုင်းနေစည်ရေးဖြူဟာဘိုင်းတွေကူညီဖို့တင့်စီကျင်လို့ကိုထုတ်ပြန်လိုက်တဲ့အခြေအနေကိုတွေ့ရပါတယ်နောက်တစ်ခုကတရုတ်ဟာ မြမပြည်ထဲမှာမြမတော်လိုင်းကြီးထဲမှာလှုပ်ချင်တိုင်းလှုပ်တုတ်ချင်တိုင်းတုတ်လှုပ်နေတဲ့အခြေအနေကိုရပ်တန့်နိုင်လားအမေရိကန်ဝင်ရောက်လာရင်နောက်တစ်ခုကလာရှိုးတရင်ရှိနေပါတယ်ဒိမေစစ်ကောင်စီတက်တွေဟာလာရှိုးမျိုးတွေကိုဝင်ရောက်နေရာရှူပြီးတော့တည်ရပါတယ်ဒီအကြောင်းတွေကိုကျွန်တော်ဒုတိယပိုင်းမှာပြောဆိုတုံ့တက်မှုလုံမှာဖြစ်ပြီးတော့ သတင်းလေးစပြောလိုက်ရအောင်သတင်းဒီအနေနဲ့ကတော့ဒီကနေ့ဆိုရင်ကျွန်တော်မြို့သားညို့ရေးအစိုးရဝန်ကြီးချုပ်နဲ့မလေးရှားဝန်ကြီးချုပ်အွန်လိုင်းတွေ့ဆုံမှုလုပ်ခဲ့တယ်ဆိုတဲ့သတင်းရှိပါတယ်ဟိုဘရက်ကွက်မှာမင်းအောင်လိုင်းနဲ့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်တို့တွေ့ဆုံတယ်ဆိုပြီးပြစ်ဆုံးနေဆိုပြီးဂုံစာနေလို့မပြီးခင်ပါပဲကျွန်တော်တို့မြို့သားညီညွတ်ရေးအစိုးရဝန်ကြီးချုပ်ကိုတွေ့ဆုံဖို့ ကံလန်တွိတ်ဆုံခဲ့ပါတယ်လက်ပြောက်တစ်ချက်တီးပြီးခေါ်လိုက်တာအမီးနဲ့မီးလာရတဲ့ဘန်ကောက်ကိုအဲ့ဒီအခြေအနေနဲ့အန်ယူဂျီဝန်ကြီးချုပ်ပါကတော့အွန်လိုင်းကနေပဲတွိတ်ဆုံတဲ့အခြေအနေတွေ့ပါတယ်ဒီလိုမတွိတ်ဆုံခင်မှာမြို့သားညီကြီးအစိုးရနိုင်ငံရေးဝန်ကြီးဌာနဒေါ်စင်မအောင်ကအာဆီယံနဲ့တွိတ်ဆုံမှုများနဲ့ပတ်သက်ပြီးတော့တရားဝင်သတင်းထုတ်ပြန်မှုရှိမှသာတွိတ်ဆုံမယ် ။နောက်ဖွေးပေါက်ကတွိတ်စုံတာတွေလုံးဝလက်မခံဘူးဆိုတဲ့အချက်ဖတ်ပြောလာတဲ့ပုံမှာမူတည်ပြီးကျွန်တော်တို့ကအကျိုးဆိုရမှာပါ။ဘာကြောင့်လဲဆိုတော့ဘာကြောင့်လဲဆိုတော့နောက်ဖွေးပေါက်ကတွိတ်ကြုံနောက်ဖွေးပေါက်ကတွိတ်ရလောက်အောင်ငါတို့တော်လိုင်းကြီးဟာကုန်းအရှိန်ကတိတ်ငယ်နေတာမဟုတ်ပါဘူးဆိုတဲ့အကြောင်းပြောလိုပါတယ်။နော်အဲ့တော့ဒီကနေ့မလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံမှုအပေါ်မှာတော့အာဆီယံဥက္ကဋ္ဌနဲ့ NUG ကထုတ်ပြန်တဲ့သတင်းတွေအရာ လူသားချင်းစာနာမှုဆိုင်ရာငလျင်ဘေးကိုကောင်းစင်တက်တွေးဆောင်ခဲ့တယ်လို့သိရပါတယ်။ဒီတွေးဆောင်မှုဟာအကြောင်းမဲ့မဟုတ်ဘူးလို့ကျွန်တော်တို့ဒုတိယပိုင်းကအချိန်ဆက်ပြီးကျွန်တော်ပြောပြပါဦး။နောက်တစ်ခုကမကွေးအချင်းတော်ကိစ္စပြောပြချင်လို့ပါ။မကွေးချင်းတော်မှာနိုင်ငံချင်းတွေကိုမသိုံတမင်နှိမ့်ဆက်နေတယ်။အကြံဖတ်နေတယ်ဆိုတော့တည်င်းရှိနေပါ ဒါနိုင်ငံတကာနိုင်ငံရေးနဲ့ပတ်သက်တဲ့အချင်းသားမှန်သမျှကိုဖက်စစ်တပ်ဟာအချင်းအောင်ဝင်းမှာရရဆက်ဆက်ပြုတ်မှုနှိမ့်ဆက်တာကတော့ထောင်တိုင်းစစ်ကြောရေးတိုင်းမှာရှိပေမဲ့မကွေးထောင်အချင်းသားကိုမှမင်းကဘာလို့ရွေးပြောလဲလို့ပြောစရာရှိပါတယ်အဲ့တော့မကွေးထောင်တောင်းနေထောင်တောင်းနေထောင်ဟာနိုင်ငံတော်သမ္မတသမ္မတကြီးဖြစ်တဲ့ဦးဝင်းမြင့်ဦးဝင်းမြင့် ဖန်ရှိထောင်ချတာတဲ့နေရာပါနောက်တစ်ခုကမကွေးဒေါင်းနေထောင်ဖြစ်တဲ့အတွက်မကွေးဒေါင်းနေထောင်ကထောင်နဲ့203နှစ်ကြာခံလာရတဲ့ပိတ်တိုး PDF ကောင်းဆောင်ကိုအောင်ခံကကိုပါလေးမေယာ3နှစ်ချတာနောက်ဦးကိုကိုလိုင်းဆိုတဲ့ထောင်နဲ့193နှစ်ကြာခံထားရတဲ့သူ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုတိုင်းလွတ်တော်ဥက္ကဋ္ဌဦးတာတို့လည်းထိန်းသိမ်းထားတယ်လို့သိရပါတယ်ခုနကကျွန်တော်မှားသွားတယ်တမရတမရမတမရပါတယ်မှတ်လို့တမရကလည်းမကွေးထောင်မှာတော့မကွေးထောင်မှာတော့ရှိနေတယ်လို့သိရပြီဘယ်ထောင်လဲတော့ကျွန်တော်တို့ဆက်စုံစမ်းပါဦးအဲ့တော့ခုနပြောတဲ့ထောင်နဲ့103နှစ်တို့ထောင်နဲ့183နှစ်တို့ကြာခံရတဲ့သူတွေကိုအကြောင်းမဲ့ရိုင်းနဲ့နှိမ့်ဆက်တယ်တိုက်ပိတ်ထားပြီးအတက်ရင် န်သေးစိုးရင်ရတဲ့အထိအပြင်းထန်တန်ရာရရှိထားပါတယ်။ဘာကြောင့်နှိမ့်ဆက်တာလဲဆိုတော့တောင်းရထောင်းကိုတောင်းစစ်အောင်အပရိယတ်တပ်ဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာလက်နက်ကြီးလက်နက်ငယ်များနဲ့ပြစ်ခတ်ထိုက်ခိုက်ခဲ့လို့ပါ။ဧဘလ7ရက်နေ့ညပိုင်းမှာဂွေးမျိုးမဝေးရင်နဲ့ကြောင်းလမ်းမဘေးမှာရှိတဲ့တောင်းတင်ကျင်းတောင်းမဝေးပဟုအကျင်းတောင်းလို့လည်းကျွန်တော်တို့သိရပါတယ်။အဲတော့ ပြင်းထန်တဲ့ဒဏ်ရာတွေရရှိတာပြီးအသက်အန္တရာယ်အသက်အန္တရာယ်စိုးရင်ရတဲ့အထိနှိမ့်ဆက်နေတယ်လို့လည်းကျွန်တော်ကြားရပါတယ်အဲ့တော့ဒီလိုလာရောက်တိုက်ခိုက်မှုဟာထောင်ထဲကလူတွေနဲ့ဆက်ဆက်မှုရှိတယ်ဆိုပြီးနှိမ့်ဆက်တယ်လို့သိရပါတယ်ဆိုတော့နိုင်ငံသမားတွေဘယ်ဖြစ်ဖြစ်ပြစ်ဒဏ်ကြောင့်ကြာခံရတဲ့ထောင်ကြတာတဲ့သူတွေဟာထောင်ဥပဒေရှိပါ ထောင်စံချင်းစံညုံးတွေရှိပါတယ်။အခုခုဖြစ်တော့အာကာသအချင်းဦးစီးဌာနပြည်ရေးလက်ကလက်အောက်ကကောက်တယ်မလွယ်ဘူးမှန်လို့ကျော်တခါလေးပြောပါတယ်။နိုင်ငံရေးကျင်းသားဆိုတာခရိုင်မီယာဆိုတဲ့ရာဇဝတ်သားမဟုတ်ဘူး။ယုံကြည်ချက်ကြောင့်အချင်းချခံရတာဖြစ်တယ်။တိနံပါတ်1အဲ့ဒီယုံကြည်ချက်ကြောင့်ဖက်စစ်တပ်ဟာမတရားဖန်စီချုံအောင်နှိမ့်ဆက်နေတာဖြစ်တယ်။ဒါလုံးဝလက်မခံဘူး။ နိုင်ငံတွင်းကအချင်းတော်ဥပဒေတွေအပါအဝင်နိုင်ငံရဲ့ခမရလို့လက်ခံပါတယ်ဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေရောဒေသဆိုင်ရာဥပဒေတွေနဲ့ကိုစန့်ကျင်နေတယ်လို့ကျွန်တော်ဒီနေရာကနေတခါလေးပြောလိုပါတယ်ဒီအခြေအနေကိုကျွန်တော်အကြောင်းမေးပြောတာမဟုတ်ပါဘူးထောင်ထဲကိုရောက်တဲ့နိုင်ငံရေးကျင်းသားတွေစစ်တပ်ကိုတော်လှန်သူတွေကိုအကြောင်းမေးနှိမ့်ဆက်တပ်ပြတ်တင်နေအာကာစအချင်းဦးစီးဌာနကကောင်းတယ် စစ်တပ်ကခေါင်းတွေကထောင်ပိုင်ထောင်မှုလုပ်ပြီးအသွင်ပြောင်းလာတာခိုင်းတာလုပ်တယ်ဘောကဒီကြတဲ့ဆက်ရဖကတက်ချက်အစ်စ်နောက်ကထောင်ပိုင်ကိုငေါငန်းနဗန်ချင်းချင်းတဲ့ဒီစနစ်ကိုကျွန်တော်တို့မသိဘူးမထင်ဘူးအာကာစအာကာစချက်ချက်တတိထားပါဒီကနေ့ထပ်ပြီးတော့လာရှုလာရှုမြို့တွေကိုဖက်စစ်တက် တပ်ဖွဲ့ဝင်တွေနဲ့စစ်ခွေးတတိုင်နဲ့လောက်ကအုတ်ချုပ်ရေးအဖွဲ့ဝင်ရောက်လာပြီလို့သိရပါတယ်။အမဒီနဲ့စစ်ကောင်တွေညှိနှိုင်းချက်အရဝင်ရောက်လာတယ်လို့အချက်မြင်ပြောလို့ရပါတယ်။အဲ့တော့ဒီနေ့မနက်မှာမျိုးတွေဝင်လာပြီးနိုင်ငံရေးကျင်းသားတဲ့ဝန်ထမ်းတွေစီဒီအန်တွေအကုန်လုံးလာရှုကနေထွက်ခွာသွားနေပါပြီ။လာရှုမြို့ပြည်ရက်ကွက်၁၂ခုအပြင်ဘက်မဲဟန်မြို့ရှောင်းလန်းဆောင် မူဆက်အထွက်အီဒီတရာတုံးတွေမြို့အနှံ့ပတ်လည်မှာ MND ကတတ်ဆွဲလာတယ်။အိမ်ပြလာ၂၀နှစ်တရက်နေမတိုက်ခင် MND တံများဆုတ်ခွာပြီးနောက်လက်ရှိဒီနေ့မှာစတင်ဝင်ရောက်လာတယ်လို့သိရပါတယ်။အဲ့တော့လာချိုမြို့ပေါ်12ရက်ကွတ်ကိုဖက်ရှစ်တပ်ကိုပြန်လဲပိတ်အပ်လိုက်တယ်လို့ပြောလို့ရပြီ။လာချိုမြို့နဲ့၃မိုင်กว่าတပတ်လေလို့ အမဒီကထိန်းချုပ်ဝိုင်းပတ်ပိတ်ဆို့ထားပါတယ်တေဝရဲ့ဖီအားကြောင့်အပြစ်ခတ်ရက်ပြီးလာရှုပ်ကိုပြန်ပေးလိုက်ရတော့လေပေအချင်းပေအခါမှာဘာရီထပ်ဖြစ်မလဲဆိုတာကိုတော့ကျွန်တော်တို့ကျွန်တော်တို့စောင့်ကြည့်အောင်အဲ့တော့အမဒီနဲ့ စစ်ကောင်စီရဲ့ညှိနှိုင်းရုံလားရှုပ်မြို့မှာထားမယ်လို့လည်းအချမ်းမြင့်တည်ထားရပါတယ်ဒီအခြေအနေကတော့လက်ရှိတော်လှန်ရေးနဲ့ပတ်သက်တဲ့အဲတိုက်ပွဲတစ်ခုတည်င်းအလို့ကျွန်တော်တို့ပြောလို့ရတယ်လို့လာရှိုးကိုဝင်ရောက်လာနေတဲ့ဒီဘောလာရှိုးလိုင်းမိုင်းနောင်မွန်အမန်ဒီရဲ့စစ်ကောင်စီတပ်အပြန်လန်လမ်းပိတ်ထားတယ်တန်ရဲမိုင်းရဲ့လာရှိုးလမ်းမိုင်းအမန်ဒီကလမ်းတွေပိတ်ချထားပြီး တပ်ဖွဲ့တွေထွက်ခွာနေတယ်။ဗတ်စစ်လက်ကတော့ကောင်းငင်မှာဝိုင်တွဲလေရင်နေနဲ့ရဟတ်ရင်နေနဲ့အပြစ်လုံခြုံရေးယူလာပါတယ်။အင်ဗလာ16ရက်နေ့18ရက်နေ့မှာတော့တိုက်ခိုက်ရရင်တုံးစင်းကောင်းငင်မှာဝဲနေပြီးမုဆေကုတ်ခန့်တိန်ဒီလာရှုအနီးလုံခြုံရေးအပြစ်နဲ့စစ်နှပိုင်းကားတွေနဲ့လာရှုမျိုးတွေကိုဝင်ရောက်လာတယ်။အဲတော့ဒီအခြေအနေပါအမန်ဒီတပ်ဖွဲ့ဝင်တွေနဲ့လာဝါတပ်ဖွဲ့ဝင်တွေကစစ်ကောင်စီရဲ့စစ်နှပင်းကား တွေကိုလုံခြုံရေးယူပေးပြီးတော့ဓာတ်ရှုမြို့တွေလို့ဝင်ရောက်လာတယ်လို့ဒီ18ရက်နေ့ကမနေ့က18ရက်နေ့ကစဝင်တယ်လို့ကျွန်တော်တို့သိရပါတယ်။ဒါကလာရှုမြို့ရဲ့တည်မှာတစ်ဖက်မှာကော့ဂရိတ်မှာတိုက်ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပါတယ်။အဲ့တော့အစအုပ်ကနေဦးကပြောခဲ့တယ်လို့မြမကြီးຫນွေဦးတော်လန်ကြီးရဲ့ကိုလင်းယုံကြီးဝင်ရောက်လာပြီလား။ American ဝင်ရောက်လာပြီ။ ဒီသုံးသက်ချက်ကိုကျွန်တော်ပြောမှာဖြစ်ပါအကဲရဝင်ရောက်လာရင်ဘာတွေဖြစ်နိုင်လဲမဝင်ရောက်ဘူးဆိုရင်တော့ဘာတွေဖြစ်နိုင်လဲဒါတွေဆွေးနွေးကြရအောင်ဒါတွေမတိုင်ခင်မှာဘာတွေဖြစ်ခဲ့လဲဆိုတဲ့အချက်တွေကောက်ချက်ဆွဲကြည့်ရအောင်နေ့ကနေ့လေကမနက်ကထိုင်နေပေါ့နော်ကိုသိမ့်မြတ်ရဲ့ထုတ်ပြန်တဲ့တရင်တရင်တရင်နေရမှာဘင်္ဂလားဒေ့ရှ်ကတိုင်ရင်တုံးရင်ဟာ အမေရိကန်ရဲ့ကျောင်းတော်ခံတဲ့အာခတ်တက်တော်အေးနဲ့ CNF ကိုနိပညာပိုင်းကြီးတူရကီ drone ပေါ့မောင်းသူမဲ့ drone တွေအကူညီပေးဖို့ကော်ဇာမှာအကြီးကျယ်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းထွက်လာပါတယ်။အဲ့တော့ပြည်တွင်းမှာညီမတွေဦးတော်လိုင်းအခြေအနေကိုကြည့်ရအောင် မြောက်ပိုင်းညောင်သုံးဝက်ကတင်းဝင်လာတဲ့ရှမ်းမြောက်လာရှုရမခအပါဝင်ဒီသာတော်တော်များများကိုတရုတ်ဟာသူ့နိုင်ငံနဲ့ခေါ်ပြီးတော့ဖိအားပေးတာနံပါတ်1 MNDA ကိုလာရှုကနေစုတ်ခိုင်းပါတယ်နံပါတ်2 TNL ကိုဖိအားပေးပြီးစစ်ကိုရက်တက်တော့အောင်လုပ်နိုင်ခဲ့ပါတောင်ခံရက်သွားတာအကြောင်းမဟုတ်ပါ စစ်ဟာဆက်တိုးမလာပဲပြင်ဦးတွင်ထိရောက်မလာပဲတခါတော့ကတရုတ်ကိုယ်စားလှယ်ပြောခဲ့ဘူးသလိုမန္တလေးကိုလုံးဝစစ်တိုက်ခွင့်မပြုဘူး red line ဆိုတာမျိုးအားလုံးနဲ့ကြားသိပြီးဖြစ်မှာပါတဆက်ဆက်ထဲမှာတရုတ်ပြည်ကိုတရုတ်ပြည်ကုမင်းကိုမင်းရောက်လိုက်ကိုဖိတ်ကြားပြီးအာဆီယံနဲ့စတွေ့စေပါတယ်နောက်တစ်ခါတရုတ်ရဲ့နောက်ွယ်ကကြိုးခိုင်စေခိုင်းမှုနဲ့ ဘေးစတအစီဝေးကိုဘန်ကောက်မှာဖိတ်ကြားခြင်းခံရလို့မင်းအောင်လေတတ်တယ်တဆက်ဆက်ထဲမှာမလေးရှားအာဆီယံဥက္ကဋ္ဌဘန်ကောက်မှာမင်းအောင်လေနဲ့တွေ့တယ်လို့ NUG နဲ့ထပ်တွေ့ပါတယ်ဒါရီယာအကြောင်းမဲ့ဖြစ်ပေါ်လာတာမဟုတ်ဘူးလို့အကြမ်းမြင့်ယူဆလို့ရပါတယ်ဒီကနေ့မှာတော့ကိုသိမ်းမြရဲ့ထုတ်ပြန်မှုအိန္ဒိယသတင်းစာရီအခြားသတင်းစာရီရဲ့ထုတ်ပြန်မှုတွေကြောင့်ဘင်္ဂလားဒေ့ရှ်တပ်ရင်း၃ရင်းဟာအာကတ်တပ်တော် AA နဲ့ CNF ကိုတရားဝင်ကူညီပြီးမြန်မာຫນွေဦးတော်လည်ရေးမှာတရုတ်ရဲ့ဝင်ရောက် proxy ကစားနေမှုကိုရပ်တန့်နိုင်ရင်အမေရိကန်ကလည်း proxy ဝင်ကစားမယ်လို့ယူဆလို့ရတဲ့အချက်တွေကိုတုံ့တက်တင်ပြသွားကြတာအလုံးသားနားဆင်ပြီးဖြစ်ပါလိမ့်မယ်အဲ့ဒီသတင်းချက်တွေကျွန်တော်မပြောတော့ဘူးအကြေးအမေရိကန်ကဝင်ရောက်လာခဲ့ရင်ဘင်္ဂလားဒေ့ရှ်ခံပြီးပဲဝင်ဝင်အိန္ဒိယခံပြီးပဲဝင်ဝင်ဘလို့ဝင်ဝင်အမေရိကန်ဝင်ရောက်လာမှုဟာ မြမနေဦးတော်လိုင်းရေးကိုတရုတ်ကအတင်းအာရမဖိအားပေးဆောင်ရွက်နေမှုတွေတစုံတရာကိုတော့ရက်တက်တားဆီးနိုင်လိမ့်မယ်လို့ကျွန်တော်ယူဆပါတယ်ကျွန်တော်ယူဆချက်ပါတရုတ်နဲ့အမေရိကန်အခွန်တိုက်ပွဲအခွန်စစ်ပွဲကြီးဟာလည်းပြင်းထန်နေတဲ့အခြေအနေမှာရှိနေပါတယ်ဒါနဲ့တပြိုင်နက်တည်းမှာအမေရိကန်ဟာအာရှဖိလစ်အာရှပစိဖိတ်စစ်ဦးစီးချုပ် နာမည်တော့ပြီနာမည်တော့မမှတ်မိဘူးဗျာဘင်္ဂလားဒေ့ရှ်စီဦးစီးချုပ်နဲ့တွေ့တယ်ဆိုရဲတည်င်းနေဧပြီလ9ရက်နေ့မှာတွေ့တယ်ဆိုရဲတည်င်းနေအားလုံးလည်းသိပြီးသားဖြစ်မှာဒါနဲ့တဆက်ဆက်တဲ့ထွက်ပေါ်လာတာကတော့ကော်စားပါအစ်စ်နေလေးရင်ဝင်းနေတီးဆောက်ပြီးမောက်ုံရဲ့ဒရုန်းနေနဲ့အာကတ်တက်တော့အေရဲ့ထိုးစစ်ကြီးကို CNF ကိုကုညီပံ့ပိုးမယ်ဆိုတဲ့အခြေအနေကြားလိုက်ရပါ ီလိုကြားပြီးတဲ့တက္ကလာမှာအာရကတ်တော် AA ဘက်ကိုကျွန်တော်ကြည့်လိုက်ပါတယ်။အာရကတ်တော် AA ကတိုင်းတုံးတိုင်းထိုးစစ်စစ်မျက်နှာဖွင့်ထားပါတယ်။အရာဝတီတိုင်းပကိုးတိုင်းမကွေးတိုင်းတပတ်မှာရခိုင်ပြည်နယ်စစ်မျက်နှာကိုလည်းဆက်ဆိုင်ရရှိပါတယ်။စစ်မျက်နှာကြီး၄ခုနဲ့ပူးပေါင်းတပ်တွေနဲ့စနစ်တကျဆစ်ဆင်နေတာကိုတွေ့ရပါတယ်။တိုက်သမျှတိုက်ပွဲမှာတပွဲမှာရှုံးခဲ့ခြင်းမရှိပါဘူး။နောက်ဆုံးဒီကနေ့တိုက်နေတဲ့ဟာ ရခိုင်ပြည်နယ်အရေးကြီးဆုံးဖြစ်တဲ့မြို့တော်စစ်တွေရဲ့ကမ္ဘာအင်အားကြီးအိမ်ကြီးနိုင်ငံတရုတ်စီမံကိန်းရှိတဲ့ကြောက်ဖြူရဲ့ကိုမန်အောင်ကတော့ထားလိုက်တာမန်ကတော့တိတာတဲ့အဲဒီကြီးကြီးမားမားသိမ့်မရှိဘူးကြောက်ဖြူကိုစစ်စင်ရဖြစ်ပါတယ်ဒီအာခတ်တော်ရဲ့ကြောက်ဖြူကိုစစ်စင်နေစဉ်ကာလအတွင်းမှာမာလာဖက်စစ်တာဟာတရုတ်လုံခြုံကြီး လုံကြုံရေးဆိုတဲ့ခေါင်းစဉ်နဲ့တရုတ်တပ်သားဟောင်းတွေတရုတ်ထောက်လိုင်းရေးဟောင်းတွေကိုတနက်ကင်ကွင်ပေးပြီးအာခတ်တက်တော့အေအေနဲ့ရှန်တိုက်ပြီးတဲ့ပုံစံမျိုးလုပ်လာတာတွေ့ရပါတယ်အာရကတက်တော့အေအေကလည်းပါနတ်စွာဖက်စစ်တက်ကိုဖက်စစ်တက်ရဲ့လက်ကွက်တွေကိုပါနတ်စွာဖိဖို့တိုးဆုပ်တွေနဲ့ဒီကနေ့ကြောက်ဖြူရဲ့ စေမိုင်အကွာလောက်ထိကိုရောက်နေပါရက်တက်ရင်းသားထိရောက်နေတဲ့အချိန်ကြီးဖြစ်တယ်ဆိုတော့ရှင်းပြမနေတော့တဖက်မှာပြီးပတော်ညောင်ချီတော့အုတ်ရှိပြီကမ္ဘာစားနေစီတဖက်မှာအေယာဝီတိုက်တာပေါင်းလေးမျက်နှာတိုက်ပွဲကြီးဒီကနေ့လေးမျက်နှာမျိုးတိုက်ပွဲတဖက်မှာ တကူမခွေအမရန်လာမတဆင်ငါဖဲစေတုတ်တာမင်းမှုစီကိုအရကတတော်ဤဒီလိုစစ်စင်နေအဲ့တော့အမေရိကန်ရဲ့နောက်ခံတဲ့ဘင်္ဂလားဒေ့ရှ်တက်တရင်တွေဟာတက်တရင်တွေဟာအရကတတော်ဤကိုကူညီပေးမှုနဲ့ပတ်သက်ပြီးကူညီပေးလာမှုနဲ့ပတ်သက်ပြီးကျွန်တော်တို့ ကိုသိညတ်သုံးသပ်ထားတာကတော့ proxy တွေကစားပွဲမှာယူကရိန်းလိုမဖြစ်သွားစေဖို့တော်လိုင်းတက်တွေတပ်ပေါင်းစုဖွဲ့မှာရမယ်ဆိုတဲ့အယူအဆကိုတင်ပြတာပါတယ်မှန်ပါတယ်ကိုကုံကိုအားကိုလည်းယုံကိုဖုံးတကုန်းနဲ့ကိုတော်လိုင်းကိုခံယူချက်ကိုယုံကြည်ချက်ကိုကိုသဘောကိုဆန္ဒနဲ့ကိုအကောင့်တဲ့ဖော်နိုင်ရင်တော့အကောင့်တကအကောင်းဆုံးအညွန့်ကအညွန့်ဆုံးကိစ္စပါပဲတော်တော် အင်အားကြီးအမေရိကန် sorry အင်အားကြီးတရုတ်နိုင်ငံအိမ်ကြီးချင်းရဲ့ပြင်းပြတန်တန်ဖိအားပေးပြီးတပတ်ရန်သူစေအုပ်စုစေအုပ်စုစေအုပ်စုဘက်ကရက်တီကမြူးတော်လိုင်းနဲ့တော်လိုင်းဖတ်တော်သားများကိုနီလန်ပေါင်းစုံနဲ့နှိတ်ကိုဖိနှိတ်ဘယ်လိုကောင်းလဲမေအောင်ဟင်ကိုရန်သူကိုဖက်စစ်တပ်ကိုကုညီဒီအခြေအနေတွေကိုတော့ကျွန်တော်တို့တားဆီးရက်တက်နိုင်ရန်ကျွန်တော်တို့ခုနဲ့အားနဲ့မစွမ်းတာဘူးဆိုတာကိုတော့မြင်ရပါတယ် ဒါကြောင့်မို့ဘင်္ဂလားဒေ့ရှ်ကကျော်တော့ဘင်္ဂလားဒေ့ရှ်ကိုကျော်တော့နောက်ခံပေးပြီးအမေရိကန်ရဲ့အကူအညီမှုကိုကျွန်တော်တို့ကယာယီအားဖြင့်မူအားဖြင့်ကျွန်တော်တို့ကြိုဆိုလက်ခံရမှာဖြစ်ပါတယ်။မကြိုဆိုရင်အခက်မတင်ကျွန်တော်တို့တော်လိုက်ရေးပလက်လန်ပြီးရှုံသွားနိုင်ပါတယ်။တရုတ်ဟာကရင်ပြည်နယ်ကြားဖြတ်ကိုကစားထားပြီးလောက်ကန်ရှမ်းမြောက်တခွင်ကကြားဖြတ်ခေါင်းစဉ်အောက်ကနေမြေဦးတော်လိုက်ကို ရာလဲကြည်စီကြက်လဲမောစီအခြေအနေနဲ့ကိုလိုနီပြုတ်ဖို့ဆောင်ရွက်လာတဲ့အခင်းချင်းတွေနဲ့အတူနိုင်ငံရေးမှာရှိတဲ့သူဤအကျိုးစီးပွားများဖြစ်တဲ့လက်ဘရောင်းတော်စီမံကိန်းတကောင်းမီကေဆိုင်ကိုတဘာဝတမွေပိုင်လိုက်တဝယ်ရင်နဲ့စိတ်ကအဆရှိတဲ့တရုတ်ရဲ့အကျိုးစီးပွားများကိုကာကွယ်ဖို့ လုတ်ကိုလုံးမှာဖြစ်ပါတယ်။ဘသူကိုကာဝယ်ဂိုင်းလဲလို့ကျွန်တော်တို့ကြည့်တဲ့အခါကျတော့စစ်တပ်ကိုကာဝယ်ဂိုင်းဖို့သူရွေးချယ်လိုက်ဖို့ရပါတယ်။မြို့သားညီညွတ်ရေးအစိုးရနဲ့ဒီဘက်ကတော်လှန်ရေးတပ်တွေအပေါ်မှာတော့တဘောမတွေ့တာပဲလား။အနောက်အုပ်စုနဲ့ပတ်သက်ဆက်ဆက်သူလို့ခေါင်းစဉ်တက်ပြီးဆက်ဆံရေးလုံးဝမလုပ်ဖို့တရားဝင်ကိုထုတ်ပြောလာတဲ့အထိညမမျိုးတော်လှန်ရေးတမားတွေအပေါ်ကိုတရုတ်ဟာ နားလည်မှုလွဲသွားခဲ့ပါတယ်ဒီလိုနားလည်မှုလွဲတဲ့အခင်းကျင်းမှာကျွန်တော်တို့ဟာအိန္ဒိယချင်းတရုတ်ကိုမဖြစ်မနေအိန္ဒိယချင်းဖြစ်နေလို့တင်းတင်းတိတ်တိတ်ဆက်ဆံရေးတွေနဲ့အင်မတန်ကိုအောက်ကျုပ်ခံတာအန်ယူဂျီအစိုးရဆိုတရုတ်နိုင်ငံတနိုင်ငံနဲ့ policy တောင်ထောက်ခံခဲ့ရတယ်ကြားပြန့်ကြီးကိုကြိုဆိုခဲ့ရတယ်အမှန်ကတော့တရုတ်ရဲ့ proxy ကစားရတာကိုသိရလားမသိရလားတော့မသိလိမ်ပယ်လိမ်ပယ်နဲ့ တရုတ်နောက်ကိုလိုက်ပြီးတရင်တများများနဲ့တရုတ်များလက်ကြည့်လေးမလားဆိုပြီးဆောင်ရွက်ခဲ့ချရတယ်။ဒါပေမဲ့တရုတ်ကတော့တရုတ်ပါပဲ။သူ့ဂျိုးစီဘောကလည်းအခြားဘာမှမသိမကြည့်ပဲတရားများတမှုတိုင်းပြည်ရဲ့မြန်မာနိုင်ငံပြည်သူလူထုတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုတစ်ဆက်ကလေးမှစာနာနားလည်ခြင်းမရှိပဲ။ တိုင်းပြည်တွင်လူမှုကိုတပ်ဖြတ်အကြမ်းဖက်နေသောမင်းအောင်လိုင်ကိုတိုးတိုးတိတ်တိတ်သော၎င်းပြောင်ပြောင်တင်းတင်းသော၎င်းခေါင်းစဉ်တစ်မျိုးနဲ့သော၎င်းနီလန်းပေါင်းစုံနဲ့အကြမ်းဖက်ဖက်စစ်တပ်ကိုပေါ်ပေါ်ထင်ထင်ကူညီနေတာကိုတွေ့ရတဲ့အတွက်အမေရိကန်ရဲ့ဘင်္ဂလားဒေ့ရှ်နောက်ခံနဲ့ဘင်္ဂလားဒေ့ရှ်ရဲ့နောက်ခံအမေရိကန်နဲ့မြန်မာ့ຫນွေဦးတော်လိုင်းရဲ့တိုင်းသားအီယာကိုတပ်ဖြတ်တပ်တွေဖြစ်တဲ့အာရခတ်တပ်တော် အေနဲ့ CNF တို့ဂျော်နော့ကန်ပြီးပြီးတော့ဝင်ရောက်လာမှုက proxy ကစားပွဲလို့ရှုမြင်လို့ရပါတယ်ဟုတ်ပါတယ်တရုတ်နဲ့အမေရိကန်ရဲ့ proxy ဟာကျွန်တော်တိုင်းပြည်ညံ့ညက်ကြည်သွားနိုင်တယ်ယူကရိန်းလိုထက်သွားနိုင်တယ်လို့သုံးသပ်ချက်တွေ့ရပါတယ်သို့တော်လေကျွန်တော်တို့မှာလက်မခံလဲဆံမွေးဘက်ကလာမှာပါပဲလက်ခံတာကပိုတက်တော်တယ်လို့ကျွန်တော်တို့ယူဆပါ 我们的大就是乐开眉，而个得到一一年，得帮助的五十年，那个五十年得帮助的足足阿年。阿莫你看，别的阿过你里个，木阿拉，明年阿尼，正为明年阿尼乐开了。六七年来六年里，第二年，第二过年里没有来过，阿你别别等一下嘛，别吧。 မဟုတ်ရင်ကျွန်တော်တို့တော်လိုက်အခက်မသိပတ်လတ်လန်ချသွားနိုင်ပါတယ်နိုင်သွားပြီးရင်ရှုံးသွားပြီးရင်ဆိုတဲ့ကိစ္စထက်နိုင်ရင်နိုင် ရှုံးရင်တော့ကိစ္စထက်မရောက်ခင်အရှိလေးမှာမနိုင်မရှုံးအခြေအနေနဲ့ဤလေလေဖြစ်နေလို့တော့မရဘူးလို့ကျွန်တော်ပြောပြရစီမကြောက်လေကိုသိမ့်မြတ်ပြောပြလာတဲ့အထဲမှာပါတဲ့အချက်လေးကိုကျွန်တော်သတိရသွားလို့ပါ တဖက်မှာ American proxy ကိုလက်ခံနေသူတွေတဖက်မှာတရုတ် proxy ကိုလက်ခံနေသူတွေတိုင်းသားအီယာအိုတွေကိုတော်လိုင်းရေးတက်ဖွဲ့တွေကိုအချင်းချင်းမသိမမြတ်နဲ့တိုင်းပြည်သေးရောက်စီးမကိုစိုးရိမ်မိတယ်ဆိုတဲ့စကားအင်မတန်လေးစားမိပါတယ်ဒါဆိုရင်ကျွန်တော်တို့ကြည့်ကြရအောင်တရုတ် proxy ကိုလက်ခံကျင့်သုံးဖို့တိုင်းသားအီယာအိုဘယ်နှဖွဲ့လောက်ရှိမယ်လို့မြင်ရတယ်ဆိုရင်ဝါတက်ဖွဲ့ရှိပါတယ်ရှိနိုင်ပါတယ် MNDA ရှိနိုင်ပါတယ်တို့တော့အပြည့်အဝတော့မဟုတ်လောက်ဘူး တရားနယ်လေးရှိနိုင်ပါတယ်သို့တော့တရားရခိုင်တော့မဟုတ်လောက်ဘူးအာခတ်တတ်တော်အီကတော့တရုတ်နဲ့ရှောင်းလေးဝေဝေမှုရစီပါပဲတရားရေးမရှိနိုင်ပါမြန်မြန်ဆဆချီတရုတ်ဩဇာခံပြီးတရုတ်ပရောစီကိုလက်ခံမဲ့အင်အားစုဟာတိတ်မြန်မြန်ဆဆတိုင်းသာအီရောက်လေးမှာမရှိနေဘူးတော်လိုင်းရင်အင်အားစုတွေမှာလည်းတရုတ်ဩဇာခံပါတယ်ဆိုတော့တရုတ်ပြောသမျှလုတ်ပါတယ်ဆိုတော့တက်မျိုးမရှိတဲ့လောက်ကိုရှားတော့တွေ့ရတယ် ဒါတဲ့ဝရဲ့ proxy အောင်မြင်နေမှုပါစစ်တပ်ကတရုတ်ပြောသမျှကျွန်တော်တို့ဂျန်လူအကြမ်းဖက်တပ်ကတရုတ်ပြောသမျှလို့တရုတ်ကူညီမှန်သမျှယူနေလို့တာတဲ့ဝရဲ့ proxy အောင်မြင်နေတာဖြစ်ပါတယ်အဲ့တော့ American proxy ဝင်လာခဲ့ရင် American proxy နဲ့ပလဲနာပါတဲ့မဲ့အင်အားစုတွေကိုစဉ်းစားကြည့်ရင်တော့တော်တော်များများရှိရအောင်တွေ့ရပါတယ် မေရိကန်ကလည်းတသက်ပလုံဒီမိုကရေစီအရေးတွေထောက်ခံခဲ့တဲ့ပါညာပေါ့တေယုတ်ကတော့ဘယ်တော့မှကျွန်တော်တို့တိုက်ပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်ကိုမရစေချင်တဲ့ကောင်းပါတို့ပေမဲ့ဒေတိုင်းပြည်ဖြစ်ဖြစ်ဘယ်နိုင်ငံ ဖြစ်ဖြစ်သူတို့ရဲ့အကျိုးစီးပွားပေါ်တာအခြေပြုပြီးကျွန်တော်တို့ကိုကူညီတာဖြစ်တာဘောမမေ့သင့်ပါအဲ့တော့အမေရိကန်ပေါ်စီဝင်ရောက်လာမှုဟာကြောက်ကျူစီမံကိန်းနဲ့ပိုလန်မှာကိုရပ်တန့်နိုင်ဖို့အတွက်ဆိုတာငင်းလို့မရဘူးရှင်း ဲ့တော့နိုင်ငံရေးမှာတော်လိုက်ရေးမှာအပေးအယူ giving တိတ်နေလုပ်ပြီးဉာဏ်ပညာနဲ့ကိုယ်ယုံကြည်ချက်မူဝါဒကိုခိုင်မာအောင်တည်ဆောက်ကုညီနိုင်တဲ့သူတွေကုညီကြဖို့တော့ရှောင်ယူရပါမယ်မဟုတ်ရင်ပလက်လန်ကျသွားနိုင်တယ်တွေ့ရပါတဖက်မှာ proxy တွေကစားပွဲမှာကျွန်တော်တို့တိုင်းပြည်ကြီးတွေ့ချောင်းစီးတာတွေပျက်စီးတာတွေဖြစ်နိုင်တယ်လို့ကိုသိမ့်မဲ့သုံးသက်ချက်ကိုကျွန်တော်လေးစားပါတယ် သူ့ရဲ့ကြုံမြင်နိုင်စွမ်းကိုလေးစားပါတယ်ဘရော့စီရဲ့မကစားခင်မှာလဲကျွန်တော်တို့နိုင်ငံကြီးကအခုဆိုရင်ပြာပုံအတိနီးပါဖြစ်နေတာတွေ့ရပါတယ်အဲ့တော့ကျွန်တော်တို့စစ်ကိုနိုင်မှသာတိုင်းပြည်ပြန်လိုက်ဒီဆော်ကြီးနဲ့ပြည်သူလူထုနဲ့ကျွန်တော်တို့နိုင်ငံဟာခေါင်းကော့ရှင်မော့တဲ့အခြေအနေနဲ့အနာဂတ်နိုင်ငံတစ်ကိုတွားလို့ရမှာဖြစ်ပါတယ်သူတို့တို့ဘရော့စီကစားကစားမကစားမကစားကျွန်တော်တို့တိုင်းပြည်ကတော့လောလောဆယ်ပြာပုံကနေယုံထနိုင်ခြင်းမရှိတော့ပါ အဲ့တော့ဥရောပရဲ့ဝင်ပေါက်ဖြစ်တဲ့ယူကရိန်းဟာအမေရိကန်နဲ့ရုရှား proxy ကစားပွဲမှာအဲဒီကြားညက်နေတယ်ဆိုတဲ့အခြေအနေကိုလည်းကိုသိမ်းမြတ်ပြောတော့တွေ့တော့အင်မတန်လေးစားမိပါတယ်။ညာပြားလဲအာရှဝင်ပေါက်လို့တော့ပြောလို့ရတဲ့အခြေအနေမျိုးရှိတဲ့အတွက်အရှိတောင်တောင်အာရှရဲ့ဝင်ပေါက်ကြီးဖြစ်တဲ့မြန်မာပြည်ကကံယူလန်၊ကုန်းလန်၊ရေလန်၊လေလန်ခြိုက်တဲ့ဘက်ကဝင်လို့ရတဲ့မြန်မာရဲ့အချက်ချာကြမှုပါလေ။အမေရိကန်နဲ့တရုတ်ရဲ့မျက်စိကြစရာဖြစ်ပါလေ။အဓိကတော့ တရုတ်ရဲ့မျက်စိကြမြင်အကျိုးစီးပွားတွေဂုံသွေးစုပ်အမျက်ထုတ်နေတာနှစ်ပေါင်း၁၀နဲ့ယာနဲ့တော့ဖြီးခဲ့ပါ။၁နဲ့ချီပေါ့ဗျာယာနဲ့ချီဖြီး။နော်။အဲ့တော့အမေရိကန်ကပေးတဲ့အကူအညီဘင်္ဂလားဒေ့ရှ်ကိုခံပြီးပေးတဲ့အကူအညီတွေကိုမူဝါဒများနဲ့အညီလက်ခံကကိုယ့်ရဲ့အင်အားကိုတိစောက်ပြီးအာရဂတ်တတော်နဲ့တိုင်းသားတတော်ရဲ့ဥဆောင်မှုနဲ့ နိုင်ငံလုံးဆိုင်ရာတော်လှန်ရေးတပ်ပေါင်းစုနဲ့အတူပရောစီကစားကစားကြမယ်ကစားလို့မရအောင်ကိုကလည်းတူးနဲ့ဒင်နဲ့အင်အားကြီးကိုတိဆောက်ထားပြီးတတိကြီးကြီးညံကြီးကြီးနဲ့လက်ခံပြီးအောင်ပွဲကိုရယူဖို့လိုပါတယ်လက်ခံတင့်တဲ့အနေအထားမျိုးဖြစ်ပါတယ်သို့တော့လက်ခံခြင်းမခံခြင်းလှုပ်ခြင်းမလှုပ်ခြင်းဆိုတာကတော့ ကာကရှင်တက်တွေမှာပဲတောင်းရှိပါတယ်ကျွန်တော်တို့ကတော့ပြောပြတာအဲ့တော့ဘင်္ဂလားဒေ့ရှ်ကိုရှေ့ကထအနောက်ကနေအမေရိကန်ရဲ့ဝင်ရောက်လာမှုဟာညီမຫນွေဦးတော်လိုင်းရေးအတွက်ကောင်းချင်းတစ်ခုလို့ကျွန်တော်ယူဆပါတယ်တရုတ်ကိုချက်ကန်ဘယ်လန်လုပ်နိုင်မှုတရုတ်ရဲ့လှုပ်ချင်တိုင်းလှုပ်ပြီးစစ်တပ်ကိုဖုတ်ပေကိုအသက်သွင်းနေမှုကိုတော့ တားဆီးနိုင်လိမ့်မယ်အခင်းချင်းဖြစ်ပြီးညီမຫນွေဦးတော်လိုင်းရေးဟာပြန်လဲဥမော်ပြီးအော်ဝဲစီကိုအမြန်ဆုံးချီးကပ်နိုင်လိမ့်မယ်လို့တုံ့တက်ရင်ပရောစီကစားပွဲတွေဖြစ်မလာအောင်ရယူထားတဲ့အကူအညီတွေကိုမူဝါဒနဲ့အညီလက်ခံတိုင်းနာအီအူတွေဖြစ်တဲ့အရခတ်တတော် AA ပါဝင် CNF ခေါင်းဆောင်တွေနဲ့တွေ့တယ်ဆိုရင်သူတို့နှစ်ဖွဲ့ကိုရွေးချယ်ထားလိုက်လို့အချမ်းမြင့်တရား သူတို့ကခိုင်မာတဲ့နိုင်ငံလုံးဆိုင်တပ်ပေါင်းစုကြီးနဲ့ကိုလူမျိုးကိုနိုင်ငံကိုတောတောင်ရှင်ပြည်တဘာဝတွေကိုအမှန်တကယ်ချစ်စိတ်နဲ့စနစ်တကျထိမ့်သိမ့်တိုက်တိုက်ခိုက်တင်းယူအောင်ဝဲခံပြီးဘယ်နိုင်ငံမှဝင်ဆွတ်လို့မရတဲ့ဘယ်နိုင်ငံကမှဩဇာမခံတဲ့စစ်မှန်တဲ့ပြည်သူတော်လှန်ရေးတရဖြစ်အောင်ညံပါပါနဲ့ဆောင်ရွက်ကြပါလို့ပြောရင်ဒီရဲ့ဘိုင်းကတော့ ဒီနှစ်ပိုင်းကတော့အင်မတန်ထူးခြားစံပြရတဲ့ကိစ္စတွေရှိလာပါလိမ့်မယ်ဒီနေ့ညတော့အားလုံးကိုကျေးဇူးတင်ပါ